thank you ကေအားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေတာကတော့ Star City ထဲမှာရှိတဲ့ Estella Townhouse ကိုကျွန်တော်ရောက်ရှိနေတာပဲဖြစ်ပါတယ်လက်ရှိမှာကျွန်တော်အိမ်လေးစောင့်နေတာပြီးပါတော့မယ်ကျွန်တော်အိမ်ရဲ့အတွက်အဓိကလိုနေတာကဘာလဲဆိုတော့ Interior Design အတွက်ကိုလိုနေသေးပါတယ်ဆိုတော့အဲ့ဒီ Interior Design ကိုတကယ်ချင်းတယောက်ကသူနဲ့လုပ်နေကြ Construction နဲ့ Interior လေးကျွန်တော်လှမ်းပြီးတော့ပို့ပေးတယ်ပေါ့နော်ကျွန်တော်အဲ့မှာ 3D Design လေးလည်းကျွန်တော်ပြပေးထားမယ်ကျွန်တော်ကြိုက်တဲ့အချက်လေးတွေတွေ့တဲ့အတွက်ကြောင့်မလို့ဒီနေ့တော့ Star City ထဲမှာရှိတဲ့ Estella Townhouse ရဲ့ project တစ်ခုကိုကျွန်တော်ကိုယ်တိုင်လာပြီးတော့ကြည့်တာပေါ့နော်သူတို့သုံးထားတဲ့ material ီရီတွေရရော quality တကယ်ရောကောင်းရဲ့လားဘာတွေကောင်းလဲဘာတွေမကောင်းလဲဘယ်သူတွေအတွက်ဖြစ်မလဲနောက်တစ်ခုကအိမ်ဆောက်ဖို့အတွက်ရည်ရွယ်နေတဲ့သူတွေနောက်တစ်ခုကဒါကျွန်တော်တို့မျိုးပေါ့နော်ဆောက်လက်စားအသိုးပေးမယ်အိမ်ထဲမှာထည့်ဖို့အတွက် decoration အတွက်ဘာထည့်လို့ဘာထည့်ရမှန်းမသိဘူး design မှန်းရအစပေါ့နော်ဘယ်သူနဲ့ချိတ်လို့ချိတ်ရမှန်းမသိဆိုပြီးတော့တွေ့ဝင်နေတဲ့သူများရှိမယ်ဆိုရင်လည်းဆောက်တော့ဆောက်ပြီးွားပြီးပြန်ပြီးတော့ပြင်ကျင်နေတဲ့သူတွေများရှိမယ်ဆိုရင်သူတို့အတွက်လည်း information လေးရအောင်ကျွန်တော်ဒီနေ့ကျွန်တော်ကိုယ်တိုင်လာပြီးတော့ကြည့်တာဖြစ်ပါတယ်လိုက်ခဲ့ပါဦးတင်ပါ ထဲထဲမှာသူတို့ရဲ့ 3D design ကကျွန်တော်တို့ပုံမှန်ဆိုရင်ပုံကြီးတွေပဲကြည့်ရတာပေါ့နော်ဒီမှာကျတော့360 degree လှည့်ပြီးတော့ကြည့်လို့ရတာဖြစ်တဲ့အတွက်အဲ့ဒီတစ်ချက်လေးရလဲကျွန်တော်တော်တော်လေးသဘောကျတာပေါ့နော်ဒါဘုရားကန်လဲဒီထက်အတိုင်းလောကကွက်တီပါပဲပြင်မှာ warm light လေးတွေနဲ့ထုံးရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ဘုရားကန်လေးကကြည်ညိုတက်ပဲပို့ကောင်းတယ်ပေါ့နော်စဝင်ချင်း main တကားကနေကျွန်တော်တို့မြင်ရတဲ့ view အတိုင်းမြင်ရမှာဖြစ်ပါတယ်အပြင်မှာလဲဒီပုံစံအတိုင်းလောကကွက်တီကိုဖတ်ပါတယ် dining room ကြည့်ကျင်တယ်ဆိုရင် dining room တစ်ချက်လေးဖတ်ခနဲ့လှမ်းတောင်းလိုက်တာ ਨੇ မှာ dining room ပေါ့နော်လုံးဝ quality ပဲကိုကဒီ kitchen နဲ့ဝင်ကျင်နေဆိုရင်လည်းဒီမှာ kitchen ကိုတစ်ချက်လေးဖက်ခနဲ့လမ်းတောက်လိုက်ပေါ့နော်ဆိုတော့ဒီမှာရေခဲတက်တာဆိုရင်လည်း design နဲ့အတိုင်းပဲရေခဲတက်တာထားတဲ့နေရာမှာရှိတယ်ဝေရဆက်ကလည်းဝေရဆက်နေရာမှာသူကသူရှိပြီးသားပေါ့နော်ကိုကပြန်ပြီးတော့ထွက်ချင်တယ်ဆိုရင်ပြန်ထွက်လိုက်ထွက်ပြီးတော့သူကဒီဘက်အချမ်းမှာသူကလေကားလေးလည်းရှိပါသေးတယ်။ဆိုတော့ဒီဘက်လေကားတော့ကျွန်တော်ရဲ့ဒီဘက်ညာဘက် site မှာရှိတယ်ပေါ့နော်။ဆိုတော့ကိုကအပေါ်တက်ကျင်နေဆိုရင်ဒီရလေးတစ်ချက်လောက်နှိပ်လိုက်ပေါ့နော်။ အဲနှိမ့်လိုက်ပြီးတော့ကျွန်တော်တို့ဒါအပေါ်ရက်ရောက်သွားပါပြီပုံမှန်အားဖြင့် 3D design ဟာတွေကဓာတ်ပုံနေလည်းပဲကြည့်ရပါတယ်ဒီမှာက360ကြည့်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒါလေးတစ်ခုကလည်းကြိုတင်ပြီးတော့ခံစားလို့ရတာပေါ့နော်အေးစစေးမိသားစုလိုက်လည်းချေးတာပဲဖြစ်ဖြစ်ဒါမှမဟုတ် border တွေနဲ့ဒီမှာ wine ဖွဲ့ပြီးတော့စကားပြောမယ်ဆိုလည်းဒီ space လေးကလုံလောက်ပါတယ်နောက်မှလည်း counter ရှိတာဖြစ်တဲ့အတွက် counter မှာကိုကလည်းကို wine တောက်ရင်းနဲ့ TV ကိုလှမ်းပြီးတော့ကြည့်လို့လည်းရတယ်ဘိုးဘက်အချမ်းမှာကျတော့ဖျားကံပေါ့နော် design ထဲမှာလုပ်ပေးထားတာထက်ပေါ့နော်ဖျားကံလေးကပို့ပြီးတော့တပ်ပယ်ပို့ပူပြီးကောင်းပါတယ်လေကားရဲ့အောက်မှာလည်း ဲ့ဒါ story တခုပါတယ်ပေါ့နော်လူငယ်တွေတော့ပို့ပြီးတော့ကြိုက်မလို့တော့ထင်ပါနဲ့ကျွန်တော်ကကြီတောက်ရှင်းပြီးတော့လောက clean look ကိုကြိုက်တဲ့သူပေါ့နော်ပြီးလို့ရှိရင်အပင်လေးတွေ down စီအောင်ထားတာလေးကိုလည်းကြိုက်တယ် green area များတာဖြစ်တဲ့အတွက်ကျွန်တော်တို့အပြင်ကိုမသွားနိုင်ဘူးဆိုရင်တော့မှာပဲကိုယ့်အိမ်ထဲမှာကိုယ့်အကောင်နေရင်လည်းဒေကောင်းလေးနဲ့ရတယ်ပြီးတော့မျက်စိအေးတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီ vibe ကိုကြိုက်တဲ့သူပါဒီဘက်နောက်ဖက်ကတော့ကျွန်တော်ရိုက်တော့ကျွန်တော်မပြတော့ပေါ့နော်ဆိုတော့မိုးရွာနေလို့မိုးမရွာတဲ့နေရာတုန်းကစောင်းရသည်ပဲဖြစ်ဖြစ် ညဘက်ပူလို့အပြင်မှာ AC ချေးခြင်းနာပါဖြစ်ဖြစ်နောက်ဘက်မှာလည်း space လေးတစ်ခုသူတို့လုပ်ပေးထားပါဗျာ โอเคကျွန်တော်ခုရောက်နေတာတော့ kitchen အခန်းမဲ့ဖြစ်ပါတယ်တော်တော်များများကကျွန်တော်တို့ kitchen နေဆိုရင်ဒီဘက်ကို block လုပ်ထားတာများပါတယ်ဒီဘက်မှာက window ကြီးကိုနှစ်ချက်တပိတ်တာဖြစ်တယ်ဆိုတော့ကျွန်တော်ဒါ ancient mark တွေတော်တော်လေးအဆင်ပြေတဲ့ design လို့ပြောရမှာပေါ့နော်ပုံမှန်ပြန်မြအားဖြင့်ကျွန်တော်တို့ဒီမှာ cabinet တွေလုပ်မယ်ဆိုရင် dual view size စီချင်တာကပတ်တာတွေပါဆိုတော့အဲ့ဒီပတ်တာတွေကဘာဖြစ်လဲဆိုတော့ 6နိုင်ဟာမျိုးတွေရှိပါတယ်ဒါကတော့ engineer တို့ကိုပြောတာပေါ့နော်ကိုအိမ်ဆောက်မှပဲဖြစ်ဖြစ်ဒါမှမဟုတ်အိမ်မဆောက်ခင်မှာဖြစ်ဖြစ်ဒီဟာလေးတွေကအမှုမဲ့အမှန်မဲ့နဲ့လုံးလိုက်လို့ရှိရင်ကိုပဲခံရမှာပေါ့နော်ဆိုတော့အဲ့လိုမျိုးဒီပတ်တာလေးတွေလည်းသူတို့ဖလုတ်တာမရှိအောင်လို့တည်တည်ချာချာလေးလုပ်ထားတာတွေ့ရပါတယ် okay ကျွန်တော်တို့ရောက်နေတာကတော့အိမ်ရဲ့ကျက်တိအရှိဆုံးဒါဖျားကန်းပေါ့နော်ဆိုဖျားကန်းကဝင်လိုက်လိုက်ချင်းကြီးညိုသက်ပဲကိုကောက်ပါတယ် block မဟုတ်ဘဲနဲ့မှန်နေအပြည့်ကာပေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့နေကင်းနေလေနေဝင်လေအတွက်လည်းကောင်းတယ်ပေါ့နော်ဒါမနက်ဖက်၄နိုင်ွယ်၅နိုင်လောက်စောစီးထားပြီးတော့ပြည်တဲ့ကားလေးဖွင့်ပြီးတော့ခဲတရလုံးမဲ့သူတွေအတွက်လည်း ပို့ပြီးတော့အဆင်ပြေတယ်ဒီအောက်မှာကက်ဘိနက်တွေကိုသူကအဆင်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 နေလို့ပြောရတာဖြစ်တဲ့အတွက်အောက်မှာဒါဖျားသောက်တွေကတ်မယ်ဆိုလဲကတ်လို့ရတယ်ဒီမှာသုံးထားတဲ့တကားတွေအကုန်လုံးကတော်တော်လေး quality ကောင်းတာကိုတွေ့ရပါတယ်တကားတစ်ချက်တစ်ချက်ကောင်းလို့မျိုးပေါ့မသွားပဲနဲ့ပေါ့နော်ဒီလက်ကင်လေးဆိုရင်သုံးဖွင့်ပြီးဝင်လိုက်တဲ့ feeling ရ luxury vibe ကိုခံစားရတယ်ပေါ့နော် construction တို့ interior ပိုင်းလုပ်တဲ့ကုမ္ပဏီကကောင်းမကောင်းဆိုကျွန်တော်တို့ဘယ်ဟာလေးကိုကြည့်ရင်သိတာလဲဆိုသုံးထားတဲ့ကြွေပြားတွေ ပြီးတော့ဝေါ်တွေကျွန်တော်တို့တော့ကြည်ပါများလို့တော့မသိဘူးနော်ကြည်လိုက်တာနဲ့သိတာပါတယ်ဒီအိမ်တစ်လုံးလုံးကိုတော့ front ship ကနေပြီးတော့မှတာဝန်ယူပြီးတော့ဆောက်လုပ်ပေးထားတယ်လို့သိရပါတယ်သူကတော့ construction လဲဆောက်လုပ်ရတယ်ပြီးလို့ရှင်ဒါဒီအိမ်ဆိုရင်လည်း interior ဘိုင်းကိုသူတို့ကတာဝန်ယူပြီးတော့လုပ်ပေးထားတယ်ပေါ့နော် โอเคကျွန်တော်အခုရောက်နေတာကတော့အပေါ်ဒက်ပေါ့နော်ကျွန်တော်ရဲ့ဘဲဘဲအချမ်းမှာကတော့ master bedroom မှာဒီဘက်အခန်းမှာကတော့သူက single bedroom မှာဒီဘက်အရှိမကတော့ရေချိုးခန်းနောက်ထပ်တစ်ခန်းပေါ့နော်ဒီဘက်ရေချိုးခန်းလေးကတော့ပို့ပြီးတော့ကျွန်တော်ပူကြိုက်ပါတယ်ဘာလို့ဆိုတော့သုံးထားတဲ့ကြွေပြဲတွေကအောက်ထပ်ထက်စာလို့ရှိရင်ဒီကပို့ပြီးတော့မိုက်တယ်ပေါ့နော်ကျွန်တော်အဲ့ဒါလေးလေးပြပေး သူရဲ့ design အတိုင်းလဲလုံးဝ quality ထွက်တယ်ကျွန်တော် stair area ဆိုလဲဒီ design တွေကအတိုင်းထွက်တာပေါ့နော်သူတို့စီမှာဒီ interior အပ်မယ်ဆိုရင်ပေါ့နော်ကိုအပ်တဲ့ design ဆွဲကားကိုသူက free လဲဆွဲပေးတယ်ပြီးလို့ရှိရင်အိမ်တစ်လုံးစောက်တော့မယ်ဆိုရင်လဲအဲ့ဒီအိမ်ရဲ့ design ကိုသူတို့အပ်မယ်ဆိုရင်လဲသူတို့က free ဆွဲပေးတယ်ပေါ့နော်သူကအဲ့ဒီ service လေးလဲကျွန်တော်သဘောကျပါတယ် master bedroom ရဲ့ပုံစံသူကဘယ်လိုလဲဆိုတော့ L shape ကိုလုပ်ပေးထားတာပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီရဲ့ area ကပို့ပြီးတော့ကျရတယ်ဆိုတော့ vibe ကိုခံစားရပါတယ်သူရဲ့ design ထဲမှာကြီးတဲ့ပုံအတိုင်းကတော့ ပြင်မပူပြီးတော့လှတာကိုတွေ့ရပါတယ်ဒါဒီဘက်အချမ်းမဆိုရင်ဘာ drug တွေဒီမှာဒီ video တွေဆိုလဲလောကနိုင်ရင်အပြည့်ကိုသူက L shape လုပ်ပေးထားတယ်မှန်အောင်မှာရိုးရိုးအကြည့်မဟုတ်ဖဲနဲ့ transparent ထပ်ပေးထားတာဖြစ်တဲ့အတွက်အဲ့တည်းမှာကိုယ့်ရဲ့ရေမွေးတွေပဲထည့်တယ်ဒါကိုယ့်ရဲ့ wash တွေပဲထည့်တယ်ဒီတခြားသောကိုယ့်ရဲ့ဖက်နှက်ပဲထည့်တယ်ပေါ့နော်ဘေးဟာပဲထည့်တယ်ပြီးတော့ဒီဘက်မှာကဝက်စားလဲပြီးတော့အပြင်ပါညာထွက်မယ်ဆိုလဲမီးဟိုကအစသူတို့ဒီဒီလေးတည်တည်ချာချာလေးလုပ်ပေးထားတယ်ပေါ့နော်အဲ့ဒါလေးရလဲသဘောကျပါတယ် ကျွန်တော်အခုရောက်နေတာကတော့ single bedroom ပဲဖြစ်ပါတယ်။သူ့ရဲ့ bedroom ရဲ့ design လုပ်ပေးထားတဲ့ပုံစံက Japan style ဂျပန်ပုံစံလေးတွေလိုမျိုးတော့ကျွန်တော်ကခန်းစားမိပါတယ်။ area ကျင်းပေမဲ့ပေါ့နော်။အဲ့ဒီကျင်းချင်းလေးမှာမရရအောင်လို့ design ကိုဆွဲပေးထားတာကိုကျွန်တော်တွေ့ရပါတယ်။ဘိုးဘအချမ်းမှာပါရှိလဲဆိုတော့ဇပွဲကုံလေးရဲ့ခုံလေးတစ်ခုအချပေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်သာဆိုရင်တော့ကျွန်တော်အဲ့ဒီဘက်အချမ်းမှာဒီအလုံးနဲ့ပတ်သက်တဲ့စာကြည့်တာပဲဖြစ်ဖြစ်အလုံးဖြစ်မယ်လို့တော့ထင်ပါတယ်။ friendship က14နှစ် ကျော်နေပါပြီအခုမှစတဲ့ construction မဟုတ်ဘူးအခုမှစတဲ့ interior decoration company မဟုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်အလုံးပေါင်းကမနေဘူး project ပေါင်းကလည်းမနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်စိတ်ကြိုက်အတိုင်းမြင်လို့လည်းရပါတယ်ဘူးလည်းရှိရောဘယ် project တွေလုပ်ပြီးပြီလဲစာစီထဲမှာဆိုကိုစုံရေးစုံပြီးမှဆိုရင်အခန်းပေါင်း၃ဟာကျော်နေပြီကျွန်တော် CD ပြလာဟုတ်တယ်ကို၃ဟာကျော်နေပြီကျော်ဆိုတာကုမ္ပဏီတက်တန်း၁၄နှစ်ကျော်ပြီဆိုတော့လေအော်အများဆုံးတော့ဒီစာစီထဲမှာဟုတ်ဟုတ် ာပြီးတော့လုံချင်းဆိုရင် CDB လားစားပြီလားပြီး SLR မှာဆိုရင်ကျွန်တော်15လုံးလောက်ရှိနေပြီပေါ့မြို့ထဲမှာဆိုလည်းကျွန်တော်တိုင်း CD မှာဆိုရင် International School ပြင်ထားတယ်ကျွန်တော် Diamond Inn ရတယ်အဲ့လိုမျိုးအကုန်လိုက်ပြီးတော့ပြင်ပေးတယ်ဟုတ်တယ်ကိုကညီလေးကိုအခုလက်ရှိစောင့်နေတဲ့အိမ်ကိုအင်ဒူရီယာအမပဲဆိုကြပါဆိုပါတော့အခုကိုကရှေ့မှာကြီးခဲ့တဲ့ tablet ထဲက360လို့မျိုးကြီးလို့ရတာအဲ့ဒါက client နဲ့ကိုပေးတာလား ဟုတ်ပါတယ်ကို client အောင်ဆွဲပေးတာပါကျွန်တော်တို့ဟိုလိုဟိုလိုမျိုးကြီးတီးတဲ့ဓာတ်ပုံကြီးပဲပြတာမျိုးမဟုတ်ဘူးအာမဟုတ်ဘူးအဲ့ဒါကြောင့်လည်း information လေးဖြစ်တာတွေပါလေကြံခဲ့တာတွေရှိတာဆိုတော့ဒီလောက်ဆိုရင်တော့ friendship ကနေတာဝန်ယူပေးပြီးတော့လုပ်ပေးတာလေ interior design mind ကိုဒါအားလုံးလည်းတော့မှန်မှန်ကြည့်ပြီးလောက်ရပြီလို့ထင်ပါတယ် tablet ထဲမှာမြင်ရတဲ့မြင်ကွင်းရဲ့အပြင်အမြန်တဲ့မြင်ကွင်းကသူက99%လောက်ဒီတူတာကိုကျွန်တော်တွေ့ရပါတယ်ဘူးမအိမ်သစ်ဆောင်မဲ့သူတွေစောက်လက်စာပေါ့နော် interior design ကိုဘယ်သူအလိုအမှန်မသိတဲ့သူတွေ friendship နဲ့လည်းလက်တွဲအလုပ်လုပ်နိုင်နိုင်ပါတယ်ဆိုတဲ့ဟာလေးလည်းပြောချင်ပါတယ်အခုကလည်းနိုင်ငံခြားမှာလောက်လုပ်ပြီးတော့ကိုယ့်ရဲ့မိသားစုကို ည်ဆောက်ပေးနေတဲ့သူတွေလည်းကျွန်တော်တွေ့ရတာပေါ့နော်ဆိုတော့အဲ့လိုမျိုးညီကိုတွေအတွက်ရှိမယ်ဆိုရင်လည်းဒါ friendship ကိုတွားရောက်ပြီးတော့ကိုဘာလေးတွေလိုချင်တယ်ဆိုတာလည်းတွားပြောပြသူတို့ဘက်ကဘယ်လိုလေးတွေရနိုင်တယ်ဆိုတာကိုလည်းသူတို့ဘက်ကလည်းပြန်ပြီးတော့ပြောပြပေးလိမ့်မယ်ပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့တော့လည်းကျေးဇူးများပဲတင်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ